နင့်စီလည်းငါတို့အချိန်မျိုးဆက်လို့ရအောင်တရုတ်ဖုန်းကလေးဝယ်လိုက်ရင်ရတဲ့ဟာ ਉ ဖုန်းဆိုင်မှာတရုတ်ငွေ90နဲ့အလွယ်တကူဝယ်လို့ရတယ်မိနွယ်ရဲ့မြန်မာငွေနဲ့ဆို8500ပဲရှိတာငါတို့စီမှာလို့1500ကကူဈေးကြီးပေးဝယ်ရမယ်နှစ်ရလွတ်ရတာလည်းမဟုတ်ပဲနဲ့အေးပါငါလည်းဝယ်တော့မလို့ပါပဲတရနေ့ရနေဝယ်မှရရင်နံပါတ်ပို့လိုက်မယ်လေဟဲ့ကိယူနာတော်တော်လေးတန်းနှင်းရွှေစင်ကမနာတန်းပြောနေသည်မို့လေးတန်းပြောနေဆိုရပါသည်အိမ်ုံလဲဘာလို့ကူတိမဆက်ရတာလဲ နင့်အင်ကိုတာချောင်းမှာချောင်းလေးတော့ပြောမှာပေါ့အဲ့ဒါတော့မြမဖုန်းမှမရပဲအတွဲတော့ယုံမှာမြမဖုန်းရှိရလေဟဲ့တော်ပြီတော်ပြီနင်းအစင်ကြီးပေးမနေနဲ့တော့ငါပြောလဲနင်းဆက်မှာမဟုတ်ဘူးငါဘာသာပဲဖုန်းဆက်ပြီးတော့နင်းအစင်ပြေချောင်းဖုန်းကတရုတ်ဖုန်းနံပါတ်ပဲရလို့မဆက်နိုင်တဲ့အကြောင်းပြောပြထားမှာဟုတ်ပြီလားအိမ်ဖုန်းနံပါတ်ပဲပေးတော့ကောင်းတာပဲဟုဆိုရင်ကျမရှိမောမိပါတော့သည် သူကပူပန်တတ်သူမေးသွက်ညီပါတငယ်ချင်းတွေအပေါ်အဆအဆပူပန်ချစ်ခင်သူ ကျမကတော့တငယ်ချင်းများကိုချစ်ခင်တော့လေထောက်ဖော်ရေးပြောမပြတတ်သူတောင်းတမောင်းတဖန်ထားပုံရသောရွှေစင်က အခုတော့ရှိပါသည်ငါနင့်ကိုတကယ်စိတ်ပူတာဟဲ့ဒါကြောင့်မဲလင်းထင်သွားမယ်ဆိုရနဲ့နင့်စီဝင်ခန်းလိုက်ရတာနင့်ကြောင့်ပေါ့အဲ့ဒီလင်းထင်ကအခုဆိုငါစီနေတိုင်းကိုလာမတက်ပဲအတွဲဖုန်းကိုလည်းနေတိုင်းဆက်တယ်ဆိုလားငါ့ကိုစကားပါရတာနဲ့ဘာနဲ့သူ့မှာရှုပ်ကိုရှုပ်တယ်အပြူကြီးလေတံပါလားဟဲ့ဒီမှာမောင်ကပြောတယ်လင်းထင်ကနင့်ကိုအကြောင်းကလေးကကြိုက်နေတာတဲ့ နင်ကဘေးမှာမင်းမောင်ကြီးတန်းတန်းနဲ့မှမပြောတာတဲ့မောင်ပိတ်ထားတာဆိုပဲအိမ်အောင်ကြပြီးတော့မှငားသေးတာ तू ကမပြောနဲ့ဆိုလို့အခုတော့ तू လဲလူလိုနင်လဲလူလိုမောင်မောင်နဲ့တိုင်ပင်ပြီးငါလွတ်လိုက်တာလင်းထရာနင်အကြောင်းကြားရတဲ့တင်တပြုံးပြုံးနဲ့ဟဲ့စကားမဆက်ပြောရရင် तू လဲသူ í စားနဲ့ပြက်ပြီးကြတဲ့ဟာတကိုယ်တည်းဆိုလားရွှေစင်ကတဟိဟိရှိမဆုံးဖြစ်နေသည်ကျမသည်မမြင်ရမှန်းသိပါလျက်မျက်စောင်းမင်ခဲမိပါသည်သူကသူမျက်နှာမောင်ထင်နေပုံပဲ ငါတငယ်ချင်းလေးကိုစောင့်ရှာလို့ကျေးဇူးတင်ကြောင်းလင်းထင်ကိုပြောပြပါလားဟဲ့နင့်ပါသာပြောပါလား तू လဲတရုတ်ဖုန်းကင်ထားတာပဲရွှင်စင်ကရည်နေပြန်သည်ကျမဘလို့ပဲဘူးပြောပြော तू ကဆက်ရွေမစုံနောက်တော့လဲကျမစိတ်မထွက်ထွက်အောင် तू ကြံဖန်ပြောနေသည်ကိုသိကရီမိတော်သည် ဖုန်းချချိန်အထိလင်းထင်ကမင်းသာရွှင်စင်ပြီးတော့အမှတ်များနဲ့လင်းထင်သည်စာမေးပွဲအောင်လျက်ပင်ကျမဘက်ကရောအိုးကျမတို့တွေ့ကြတာဘလောက်များကြာသည်လို့လဲ ကျောင်းတော်ဆူဒီကိုထက်မတွက်လင်းဘာပဲဖြစ်ဖြစ်ဒီအချိန်မစင်စားလို့သည်အိမ်ဘက်စီပြန်လျှောက်လာတော့အတွဲသည့်မိဖို့ကန်းတဲ့၌မလွတ်နိုင်ကိုအလောက်ကိုလျက်ရှိသည်လက်တော်ဝင်းနှင့်လက်များကိုတုပ်လျက်ကျမကမ်းပြီးသောဖုန်းကိုလမ်း၍ဘာလို့ကိုရမလဲဆိုတော့ရပါပြီတဲ့မလွတ်နိုင်ကမူပြုံးလျက်မိဖို့ကန်းတဲ့ကလှည့်ထွက်ရင်အပြင်တွင်အတွဲကအမိုက်ရီတဲ့လှည့်ကြည့်တော့သူကတခုခုပြောလို့ဟန်အင်းငါမစကန်းအောင်တပတ်ခါသွားရမယ်နော် အဲ့ဒီမှာတော့နှစ်ညလောက်အဲ့ရမှာမို့အမားပစ္စည်းလေးပါလေးပြင်ထားနိုင်အောင်လို့အင်ခေါင်းပါဒီရများအတွင်ငိမ့်နေသောကျမရင်ခုံတန်းသည်တစားစားစူညံလာပြမသည်ပျော်လင်းချက်ကလည်းပြားတဲ့တိမ်မြုပ်နေသောမိခင်အဖြစ်ကလေအဝေးတွင်မိသားအသွင်ပြောင်းရသည်သို့ပင်လမ်းသွယ်လေးပေါ်တွင် နေကြီးသည်တစ်ပင်ရင်များနေလျှောထွေ၍တစုံတစသာဖြာကြနေသည်ညနေ9နာရီပင်ရှိတော်မူမူနေကြီးကအရောင်ရင်းရင် လေပြေကလည်းအင်းများစာပြူပြီးဒီနားတဝိုက်ပဲလမ်းလျှောက်ထွက်တာဆိုပေမဲ့အင်းကြီးအပားလက်ရှိတော့ထပ်ပြစ်အောင်ထလာရသည်တဏီကုံမုန်းခအုံဆိုင်ခဲ့၍ချမ်းမြမြနှိခွေနေသည်မှာညနေခင်းလင်းထင်ရောက်လာချိန်သာတိုင်ပါရောစကားပြောရှိမွန်သောလင်းထင်သည်မလူနန်နှင့်မင်းရင်းနှီးစာပြူပြီးမို့အင်းတို့တူလာရခြင်းမှာဘသူအတွမ်းမှသစိမ့်မမီပြန်အတွဲကိုပင် ခွင်တောင်းခဲ့ပြီဆိုပါလား အကြောင်းကတော့ကျမအညောင်းပြေအညာပြေလမ်းလျှောက်နိုင်ရန်စကားပြောကြရန်ဆိုသည်ခက်လဲခက်တဲ့လင်းတင်လမ်းသွယ်လေးနဲ့လမ်းမကြီးဆောင်ရာရောက်တော့မြို့ရဲဘက်သို့သွားသည့်ဘက်သို့မချိုးကိုပဲဘယ်ဘက်သို့ချိုးလိုက်ကြသည်နင်းတင်သည်မသိလျင်တော့အင်းဟကန်ဆောင်၌လမ်းလျှောက်နေသူလို အေးအေးလူလူဟိုဒီငေးမောလိုက်သေးသည်လမ်းတစ်ဖက်တောင်ဆောင်ပေါ်ကတစ်ပင်အုပ်လေးကိုပင်စိတ်ဝင်တစားမော့ကြည့်နေလိုက်သေးသည် လေပင်ချွန်လိုက်သေးသလိုသူ့ကိုကြည့်၍ပြုံးချင်လာသည်ကိုထင်ရပါသည် ဒီဘလန်လေကွင်းနေတွေ့တယ်မဟုတ်လားနေဝင်ချိန်ဆိုလာလို့ကျွန်တော်ကြည့်ကျင်နေတာကြာပြီဒါကြောင့်နှွဲ့ကိုခေါ်လာတာရိုးပြတ်ကြောသည် ရွှေဝါရောင်လွှမ်းလျက်ရှိသည် ကောက်ရိတ်သိမ်းခဲ့ပြီကောက်တစ်ပင်စားခဲ့ကြပြီလေကွင်းမြင်သည်မြေသားကအစခြောက်သွေလျက်ရိုးပြတ်များခင်းပြန့်ကမျက်စိတစုံတရှိ၏လူသားလန်းအတွင်ရှိနေသောလေကစင်း၏ဘေးမျက်ခင်းဆက်တွင် ကျမတို့ဝန်ထမ်းလိုက်ကြသည် လင်းချိန်ကဒီမှာခဏထိုင်ကြစို့ဆိုသည်လေ ။နေရောင်ခြည်သည်ဒီနေရာတွင်တော့ပွန့်ပွန့်လင်းလင်းဖြာကြနေ။ရိုးပြက်များပေါ်နေရောင်ကြ kait ဝင်းပလင်းဖြာလျက်ဒီလေပြင်တော့ကမျက်စိတစုံဝါရွှေသောအလိုက်အစုံတွင်တော့စိမ့်မြမြကြံငင်။အဝေးစီတွင်တော့တရုတ်နိုင်ငံနဲ့နေမိတ်ထဲကအဆောက်အုံများအင်္ဂါပေါ့ဘယ်နှစ်နာရီလောက်ကြာအောင်သွားမလဲနွယ်ကားနဲ့နှစ်နာရီခွဲသုံးနာရီလောက်စီရမယ်တဲ့လမ်းရောတရုတ်ပြည်ထဲကဖြတ်သွားရမယ်တရုတ်ပြည်ကအဝေးပြေးလမ်းလွန်တာနဲ့ဝင်ရတဲ့လမ်းခွဲရဆပြီ တလန်းလုံးလမ်းကျမ်းပဲတဲ့မလန်မကန်းတွင်တော့ကလေးတသားဤစာချက်တန်ကညံလျက်ပင်သူတို့သည်လဲကလေးများပေါ်လွယ်အိတ်ချလျက်စာအုပ်များကို လက်ကကင်ကစာအန်နေကြ၏မိုင်းကျရဲ့အထက်တန်းကျောင်းကကလေးများဖြစ်သည်စစ်ကြောင်ကျောင်းပရတဲ့တမျိုးစာမျိုးဝဲဖြူဖို့ခက်ခဲတာမျိုးဒီကလေးတွေနောက်တစ်ချိန်မကြုံကြပါစေနဲ့တော့ဒီနေ့လဲသူတို့တွေမြင်ကြီးနားမှာတက်ကတော်ဝင်စာမျိုးဝဲသွားဖြည့်ခွင့်ရပါမလားမသေးချာသူတို့ကိုယ်စားဆူတောင်းရုံမျှသာပင် နွယ်စိတ်လှုပ်ရှားနေမှာပဲနော်။ကျမပင်သက်ရှာလိုက်မိပါသည်။စိတ်လှုပ်ရှားတာတော့ပြောမနေပါနဲ့တော့လင်းတယ်။ကျမညအစိုးကောင်းကောင်းအိတ်မပြောဘူး။အဲ့ဒီမှာမတွေ့ရရောဆိုတဲ့အတွေးနဲ့မတွေ့ပဲဟုတ်မနေနိုင်ဘူး။လင်းတင်ကကျမကိုငေးလျက်ကျမရဲ့အပူသည် သူ့ကိုကူးဆက်ခဲ့ပြီလား။သူကလည်းအပူကိုဝေးမျှယူနေသည်ဟုပင်ကျမမြင်လာပါသည်။နွယ်စိတ်ကိုတိတ်တင်းမထားစေချင်ဘူး။ပြီးတော့တကယ်လို့တကယ်လို့နော် မတွေ့ခဲ့ဘူးဆိုရင်စိတ်ကိုရှော့မချလိုက်စေခြင်း။နွယ်စိတ်တည်ငြိမ်နေဖို့လိုတယ်ဆိုတာမမေ့စေခြင်း။ကျေးဇူးပဲဟုနှုတ်ကထုံမပြောရင်တိတ်များသစိမ်းဆန်သွားမလား။အမှန်တော့ဒီလိုစိတ်ပူပန်လှုပ်ရှားချိန်တိုင်းမိတ်ဆွေတအူအနီးနိုင်ရှိခြင်း၊စကားဆွေရခြင်းသည် စိတ်သက်သာပွဲများပင်ဒီထက်ပိုသည်ကတော့လင်းထင်ဤဂယုတဆိုင်ရှိမှုနှင့်တန်ရုံးစဉ်အရေးကကျမကိုအားထားရရှာတွေ့သည့်အလားခွန်အားတည်းရဲ့ဖြစ်စီသလို့ အချိန်တို့ဟုဆိုနိုင်သော ကာလအတိုင်းတန်သည်ကျမအဖို့ဒီမျှလွှမ်းမိုးစေစားလိမ့်မည်ဟုဘယ်တော့မှမထင်မှတ်ခဲ့ခြင်းခုလည်းမနှက်ဖြံမွန်လဲပိုင်းအင်ခေါင်းပါသူသွားရမည်ဆိုသည်မှာကျမတို့မျောလင်းချက်တစလည်းဖြစ်လာသလိုတစ်ဖက်တွင်စိုးထိတ်မှုက အရေးလိုကပ်ပါနေတနေ့ကုန်ဒီစိတ်နဲ့သာနေရသည်လူကငိုခြင်းသလိုရည်ခြင်းသလိုအိမ်မှာပင်တယောက်တည်းစောက်တရားမရသလိုဟိုလျှောက်တေလျှောက်လုံးမိသည် မလုံနံနဲ့စကားရှာပြောမိသည် စိတ်မတည်မငြိမ်ဖြစ်ရစေလင်းထင်လာမည်ဆိုတော့လေထွက်ပေါက်တစ်ခုတွေ့ရသလိုစိတ်ပေါပါရပြန်ပါသည်လန်ကီမှာအဆောက်အအုံရာကြီးဆိုင်ပါနဲ့နှွယ်ပမာအတွဲရှိသလိုရွှေစင်ရှိသလိုကျွန်တော်လည်းရှိနေတယ်ဆိုတော့မမေ့ပါနဲ့အားလည်းမငယ်နဲ့နှွယ်ပြက်လာရင်လည်းကျွန်တော်လာတွေ့မှာနော်ဒီတစ်ချိန်တော့သူ့မြောင်းဝန်လေးများကိုတစ်တစ်ဆန်ဆိုင်ပဲငေးမိသည်မြောင်းဝန်နှစ်စုံထိခတ်တော့နေကြီးကပင်အရာမှိုင်းဖြော်ရသလို လေပြေကရောတိုက်ခတ်ရာကငြိမ်သက်သွားပါသလားဝါရွှေသောစိတ်မြသော အလှတရားတို့ကရောပို၍အသက်ဝင်လာပါသလားအသည့်ဝင်သော ကျမဘာသာအကြည့်လွဲရသည် ကုန်းမြင့်ကတရားလမ်းလေးထက်တွင်တော့တဖက်မြို့ပြင်စီပြန်နေကြသည့်ဆိုင်ကယ်များ၂ရောက်တစီ၃ရောက်တစီဆဲဝစ်စုံဝတ်ထားသူတို့လည်းပါသည်ရှည်သံများသည်လဲပြင်းတောသူပင်ပြိုကျလာသည်ကောင်းငင်၌ငှက်တို့အိတ်တန်းပြန်ပြီးမကြခင် နေဝင်တော့မည်လေ နေကြီးကတော့အယောင်မိုင်းလျက်ကလဲပြင်းတော့စီနှုတ်ဆက်ပပြန်းစေကလေးတသိုက်စာအန်တန်ကိုလည်းကြားနေရဆဲပင်ကသိန်းတစ်ဖက်တွင်တော့မြောင်းငယ်၌ရေတစင်စင်စီးနေပေသည်ကျမငင်းနေစဲမှာပင်လင်းချင်ကစကားဆသည်နှွေဒီမှာသသိန်းလိုကုကုကိုခံယူဘူးမှမဟုတ်ဘူးနော်ကချင်ပြည်နယ်သူကိုကျွန်တော်ကတော့ဒီလိုပဲခံစားရတယ်ဗျကျွန်တော်နဲ့ရုံကအတူပါလာတဲ့မိတ်ဆွေကကချင်ဆိုတော့ ူနဲ့အတူသွားနေရရင်ကြော်သေးတယ်။တယောက်တည်းများတော့တမျိုးပဲ။ကျမရံဖယံကခံစားရတယ်လို့မျိုးလား။ကချင်ပြည်နယ်သူလည်းဒီလိုခံစားရတာပါပဲဟုပြောပြခြင်းသည်။သို့သောမပြောပြင်။သူပြောစီကိုသာညင်၍နားထောင်နေမိသည်။အတူသွားရင်လည်းဗမာစကားသံတကြင်မပြောရဲဘူး။လူတွေကကြည့်ရောပဲ။တယောက်ကလည်းမိတ်ဆွေတယောက်ကခေါ်ရတဲ့ကျွန်တော်လောင်ကစားရုံနဲ့ပါသွားတယ်ကျွန်တော်ကစကားပြောတာအချိန်ရလာတော့ကြည်ကြဲကြည်ကြဲပေါ့ မကြပါဘူး။နေကံမိတ်ဆွေစီတယောက်ကကလာပြီးဗမာတွေလားဘယ်ဟာခေါ်လာလဲဆိုပြီးမေးတဲ့ကျွန်တော်ပြင်နောက်ကိုစကားတူတူပဲကပ်ပြောရတော့တယ်။ဒီဘက်ကျတော့ဗမာစကားတန်မကြရတလို့ပဲဟုသူကတစ်ချက်ပြုံးလိုက်ပါသည်။ပင်တန်နေရောတော့ပြုံး။အဲ့ဒါနဲ့ပိုတယ်ထင်တာပဲနွေ။စစ်ကအချိန်ကြာလာတဲ့အမျှလူမျိုးရေးဆန်လာသလိုပဲလို့ကျွန်တော်တို့မြင်တာပဲ။ KAI နဲ့အစိုးရတဲ့တိုက်ပွဲဟာ အချိန်ကြာလာတော့ကချင်နဲ့ဗမာဆိုတဲ့ပုံစံရောက်လာတယ်လို့ကျွန်တော်မြင်တယ်။ဗမာဆိုရင်မယုံတော့တာ။ကျွန်တော်တို့ဗမာဆိုတဲ့အမည်တိုင်းရင်းသားဘက်ကပြောက်သွားအောင်တော်တော်အချိန်ယူအောင်ပါပဲ။တရက်ကမလူနိုင်ကျမအပေါ်ပြောင်းလဲလာခြင်းကိုပင်တတိရလာပါသည်။သူစိမ့်ချိန်တုန်းကစိမ့်ခဲ့တော့လေဒီဗမာဆိုသောအမည်နဲ့ပါပဲ။သူ့ဘက်ကလည်းနားလည်ရရသည်။ကာလရှင်ကြမစိမ့်ခဲ့သည့်အတွက်ပင်ကျေးဇူးတင်ရသည်။လင်းထင်ရင်ကန်စားချက်ကိုကျမနားလည်ပါသည်။ သူကတော့ဗမာလူမျိုးမြေပြန့်သားကိုကျမဘက်မှာတော့ဘာပဲဖြစ်ဖြစ်ကချင်ပြည်နယ်သူဆိုသောကြောရောင်နောက်ခံနာမည်လေးရှိနေသေးသည်ဒါလည်းပဲမငိမ့်ချမ်းသော ကာလပဲပဲမို့တခါတည်းရန်တော့တန်တရားမြတ်ဝန်းတို့နှင့်အကြည့်ခံရတာမျိုးရှိပါသေးသည်ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာပြောတော့သာလွယ်တယ်ကျွန်တော်တို့အချိန်ဘလောက်ယူရမှန်းမသိဘူးကျွန်တော်တော့တိုင်းရင်းသားတွေဘက်ကဗမာဆိုတဲ့အမည်ကိုနားလည်ရတိုင်းစိတ်မကောင်းပါဘူးပြောတော့သာပြောရတာနှစ်တွေချီပြီး ။တန်းခံလာရတာကိုသူတို့ဒေသထွက်တည်ရန်ဇာတာတွေကိုသူတို့အကျိုးမခံစားရတဲ့လောက်ပဲကိုကို့မိကိုနေပြီးဟိုလူကြာဒီလူကြာဆိုတာမျိုးကို နေရက်ကျွန်တော်လဲသူတို့နေရာမှာဆိုဒီလိုပဲဖြစ်မှာပဲဒါပေမဲ့ဗမာလူမျိုးကလည်းပဲဗမာအစိုးရလို့သူတို့ခေါ်တဲ့အစိုးရကပါစားပေးထားတဲ့လူမျိုးမဟုတ်ဘူးဆိုတာပြောပြခွင့်ရရင်ပြောပြခြင်းနဲ့တန်းခံလာတဲ့အချိန်မှာကျွန်တော်တို့လည်းပါပါတယ်ဆိုတာပေါ့ ကျမတော့လင်းထင်လာမပြောတတ်ဘူးဒါမှစစ်ကိုယ်တော်မုံတာအမှန်ပဲရှင်ခွဲတေခွဲခွဲကြရမှာမသေးပဲကြံခဲ့နော်စိတ်တန်ရရကြံခဲ့မှာဦးတွေးမိတိုင်းမုံတယ်တမိုင်းမှာဘယ်တော့အမှမကောင်းခဲ့ပေမဲ့ကဘာမှာအခုတိစစ်ကပြောင်းမသွားဘူးပဲစစ်ဆိုတဲ့စကလုံးသိမ့်မုံတာပဲအခုပိုတော့မုံလာသေးတယ်လင်းထင်ဤမြမုံများနိုင်စာနာရေးထင်လိုက်စကားပဲမဆက်ပြောမိပြောရပြောလိုက်ပြီးမှ ပုဂ္ဂလခံစားချက်များဖြစ်နေမလားဟုတွေးရသည်။ဒါနဲ့မင်းကျမလည်းစကားမဆက်ဖြင့်လင်းထင်သည်ခဏမျှငေးမောနေပြီးမှစကားဆက်ပြန်ပါသည်။ကျွန်တော်တို့ငယ်တုန်းကအိမ်နာအဖွားတရရဲ့သမီးပေါ့လေ။ယောက်ျားဆက်သားပေါ့။ဒီဘက်ကအပြောနဲ့ဆိုဗမာဆက်သားပေါ့ဗျာ။ကရင်ပြည်နယ်ဘက်မှာယောက်ျားတိုက်ပွဲကြလို့အမေအိမ်ပြန်ရောက်လာတာသားသမီး၃ယောက်နဲ့။သားသမီးတွေအကြော်ရောင်းပြီးကြောင်းထားရတယ်။တော်တော်ပြန်မှန်းနေတာမြင်မှုတယ်။ နောက်ရန်ကုန်မှာလည်းစာအုပ်လိုက်ရောင်းနေကြတဲ့စစ်မှုထမ်းဟောင်းတွေနှွယ်မြင်မှုတယ်မဟုတ်လားအေးဗျာကျွန်တော်အမြင်တော့စိတ်ရလို့ဖြစ်လာရင်အောက်ထရာလူတွေအတန်းအခမ်းအနားဆုံးပဲပေးလိုက်ရတဲ့အသက်လည်းမနေဘူးမသေးပဲကျိုးပဲကျွန်တော်လည်းဒုက္ခရောက်ရောလူကြီးတွေကတော့အချိန်တိုင်းလက်ဆွဲနှုတ်ဆက်ပြီးပြီးသွားကြမှာသူပြောမှပဲကျမတို့ငယ်တုန်းကကလေးတွင်နေစစ်တိုက်တန်းကစားကြသည်ကိုပင်သတိရလာပါသည်ထိုစဉ်တုန်းကတော့ ကိုကတစ်ချက်ဒိုင်းအော်ရန်နဲ့တစ်ဖက်ကတရားကစားပွဲကထွက်ရတာပျော်စရာပဲပဲအတုံးနှုံးကပင်သေတယ်ဆိုပါလားကစားနည်းပြင်မှာတကယ်လောကရင်တော့လူတရားအသက်သေးခြင်းသည် အခြားသောကျန်ရင်သူဤဘဝသေးခြင်းသာဖြစ်သည် အခုမလူနိုင်ကိုတွေ့ရသလိုတာကလေးဤကြီးပြင်းရှင်သန်ခြင်းသည် သူပခုံးပေါ်တင်နေတော်ဝင်လမ်းမှာလာတော့ကဂိတ်တွေမှာစစ်သားတွေစောင့်နေတာနှွေတွေ့တယ်မဟုတ်လား ကျွန်တော်ကတော့သူများမြင်မှာမဟုတ်တဲ့အမြင်မျိုးနဲ့တွေ့လာရရှိသေးတယ်။တယောက်ကစစ်ဝတ်စုံကိုရှော့ရေချိုးပြီးရှုံမြောင်နေရတက်လာတယ်။အယောက်40လောက်တော့ရှိမှထင်တာပဲ။လက်ထဲမှာရေတံဘူးတစ်ဘူးနဲ့ဆက်ပြာရည်တွေထည့်လို့လားမသိဘူး။ကားအဖြစ်မှာတွေ့ရတဲ့သူမြောင်ဝန်တွေကလူတက်ဖို့သွေးစာနေတဲ့မျက်လုံးတွေနဲ့တော့မဟုတ်ပါဘူးနဲ့။ဒါပေမဲ့စစ်ဆိုတာဖြစ်လာမှတော့အပြန်အလှန်ပြစ်ချခတ်ချသေချာသေချာနဲ့ဖြစ်ရမှာပဲ။သူသေသွားရင် သူ့နောက်မှာမိခင်မိမသားသမီးတွေပူဆွေးကြံခဲ့မှာပဲလို့တွေးခဲ့မိတယ်။ကျမနဲ့သူသည်မြင်ကွင်းတူတော်လန်းကိုဖြတ်ခဲ့သူများပဲ။ကျမကတော့မြင်သည့်နေရာမြင်လိုက်အတွင်းနေမို့ခြေသားခြေတော်လည်းမမြင်သည့်နေရာမမြင်လိုက်တာ။ရှမ်ပန်ရခါတွေးလွန်းသည်မှာနေထိုးနေသည်ကိုပင်မသိ။ပူလာသည်ထင်မှနေအောင်ထိုးနေတာနိုင်နှစ်ကြာနေပြီကိုသိရသည်။လမ်း၌အိတ်နိုင်လာတော့အတွေ့တယောက်ကသာတွေးစရာလည်းမလိုငေးစရာလည်းမလို့ ကျမတို့ရဲ့တယောက်ကတော့ငားလေးတွေနှီးတံမှာဆွဲလို့လျှောက်လာတာပဲ။ဗမာသွားများနေရလည်းမသိဘူး။လင်းတန်လိုပဲတွေးမိတွေ့ရတွေးလိုက်သေးတာပဲ။နောက်တရွာလဲရောက်ရောအိမ်ပြက်လေးတွေတန်းစီနေတာမြင်တော့ဒါစီရဲ့အနိဋ္ဌာယုံပဲဆိုပြီးဖုန်းလေးထုတ်ပြီးဓာတ်ပုံရိုက်ဖို့လုပ်တာ။ကားသမားဟာအကူဓာတ်ပုံမရိုက်နဲ့အဲ့ဒီအိမ်တွေမှာစစ်သားတွေရှိတယ်ဆိုတော့အပြေးအလွှာသိမ်းလိုက်ရပါဟောလား။ကျမမှတ်မိသမျှပုံရိပ်များကတော့ဝိုင်းမော်မြို့အလုံး ။ဒီဘက်လာသောကားလန်တစ်လျှောက်ပြတ်နေသောရွာကလေးများစွာ အင်္ဂလိပ်များသည်တချို့ကပုံလဲလျက်ခြုံနယ်ပိတ်ပေါင်းတို့အုံမိုးလျက်တချို့ကမြေပေါ်တွင်ပုံကျနေပြီ။အကောင်တိုင်းကျမသေးသည်ဟုမြင်ရသည့်အိမ်တို့တွင်အစိမ်းဟင်ရဝတ်ဆောင်ဆင်နေသူတို့နေထိုင်ပုံအဝတ်များလှမ်းထားပုံတို့ကို တွေ့ခဲ့ရသည်။စာသင်ကျောင်း တကားတို့ကကျောင်းသားတန်ဝေးစွာငြိမ်ဝှန်းလျက်လွမ်းပွေအင်ရှင်မဲကြံခဲ့သော အင်္ဂလိပ်များသည်အဘယ်သောအချိန်ကာလတွင် အိမ်ရှင်များနဲ့တကြောပြန်ဆောင်ရမည်နီစာတင်เจ้าများသည်ကလေးတို့ကိုအဖယ်သောကာလတွင် ရှင်ဖွင့်ကြုံနိုင်ပါမည်နီစကားလည်းပြောရဘဲရောက်သွားပါလေအမှန်ဒီနေ့နှွဲကိုအားပေးဖို့လာတာပြောရင်ပြောရင်စစ်ကဘယ်နာပါလာတယ်မသိဘူးရပါရဲ့လင်းချင်းစစ်ကတော့ဒီလိုပြောရင်ဒီလိုပဲပါလာမှာပဲခုကျမရောက်လာရလဲစစ်ကြောင်မယ်လေလင်းချင်းနှုတ်ခမ်းမအပြုံးများမျက်လုံးတို့တိုင်အရေးထင်လာသည် ခဏတွင်တော့စကားလမ်းကြောင်းပြောင်းရပြန်သည်ကျမတို့ကျောင်းတို့ကအကြောင်းများ ရောက်တဲ့ရေရာပြောကြသည်တငယ်ချင်းများအကြောင်းပါသည်ဆရာဆမများအကြောင်းပါသည်ကျောင်းတွေကလက်ဖက်ရည်ဆိုင်မမကျန်လွမ်းစင်ရရိပ်ပုံလေပြည်သည်ဆော့ဆော့ကထက်အေးမြလာသည်နေကြီးကတော့တင်းစားပြူခဲ့ပြီဝယုံပင်မြင်များကိုကြော်ကတပေါင်းနှစ်ပေါင်းမျှသာဖြာချနိုင်တော်သည်အနောက်ဖက်တောင်နှင်းများအကြားသို့မကြမီနေလုံးပြက်ွယ်သွားတော်မူပြီ ။ကလေးတို့သည်လွယ်အိမ်များကိုလွယ်ကစကားသံရည်သံညံစီစီနှင့်လက်ခွင်းကိုဖြတ်ပြေးကြသည်။အပြေးပြိုင်နေကြသည်လားမသိ။ညင်းသံများကပင်ဒီဘက်အထိပြန်လွင်လာသည်။သူတို့အိမ်ပြန်ကြတော့မည်ထင်ပါသည်။လင်းထင်ကပြန်ရအောင်လားဆိုတော့ကျမကောင်းငြိမ်မိသည်။ထိုင်ရမှထိုင်ရကြည့်မိသည်။ကွင်းပြင်တစ်ပင် အုပ်တို့ကိုဖြတ်လာတော့လေကိုကျမတဝါရှူမိသည်အင်းကောင်းပါပြန်လာရင် ကျွန်တော်လာခဲ့မယ်ဝမ်းသာစရာတရင်ကောင်းကြားရပါစေပဲဆုတောင်းလိမ့်မယ်နော် လင်းထိန်မျက်နှာကလေးလေးနက်နက်ဟန်ဝမ်းသာစရာတဲ့င်းကောင်ဆိုသည့်စကားကိုတော့ကျေးဇူးတင်နှစ်ချိုက်စေဝင်မိသည်ကျမလည်းဒီလိုပင်ဆူတောင်းနေရသည်လေကျမသူကိုတည်တည်လင်းလင်းပြုံးပြလိုက်ပါသည်အောက်တိုဘာ18ရက်2023ခုနှစ်မိုင်းကြရဲ့အထွက်ကိတ်ကနေတရုတ်ပြည်ထဲဖြတ်လာရသည် တိုင်ငင်းတွေတတိတဒန်းဖြတ်သည်ကျေးလက်အိမ်တွေဖြတ်သည်လမ်းချောပေါ်တက်သည်နောက်တော့ရောက်လာတာနောင်ပါမျိုးတဲ့အဝေးပြေးလမ်းပေါ်မောင်းလာသည်လမ်းကရွှေကင်းအတော်ပဲလှသည် ရှေ့မှာတောင်တန်းပြအမြင်မ်းပိတ်ထားသလိုပဲလမ်းဘေးမှာလည်းတောင်တန်းတွေပဲတရေရေတိုင်နေသည်ဘယ်နေရာမှန်းတော့မသိရက်ပြီးခဏမုံစားကြသည် နောက်အဝေးပြေးလမ်းမှာပဲဆက်မောင်းရပြန်သည်တနေရာရောက်မှာတော့ကြောက်စီလမ်းဘက်ချွေးခွေသည် ရှားမူတော်ရီလဲရာတွေကိုဖြတ်လာသည်ရွာလေးတချို့ကိုဖြတ်သည်အဲ့ဒီကြောက်စီလန်းကတော့ကားပုံမှန်မောင်းနိုင်တဲ့လမ်းပေါ့နောက်တစ်ခါချိုးခွေတဲ့လမ်းကတော့ပုံစံပြောင်းခဲ့ပြီးခြိုင်ွက်တွေကြောက်တုံးထိုးထိုးထောင်ထောင်တွေကိုရှောင်ပြီးမောင်းရသည်ဘေးဘီဝဲရကရှုကင်းတော်လာပါရဲ့ရှုကင်းတော်မကြည့်နိုင်အောင်လမ်းကကျန်းလာသည်လေကလေးဆိုင်ခွင်တွေကိုအများကြီးတွေ့ရသည် စပားကင်းတွေဝါထိန်ထိန်တောင်နှန်းကပြပြငေးမောလို့ကောင်းတော့မဲတောင်တက်လမ်းတစ်ခုတွင် ရုံးဆိုအကွေမှာအင်ခေါင်းပါကိုလှမ်းမြင်လိုက်ရသည်။လှလိုက်တဲ့စကံဒီလိုမပြောရပေမဲ့မပြောဘဲလဲမနေနိုင်ပြန်။အင်ခေါင်းပါရွာနာမှာရှိလို့အင်ခေါင်းပါလို့အမိတွင်တဲ့စကံပေါ့။တောင်တွေအစင်းစင်ပေါ်မှာစကံတဲထားသည်။အမိုးပြပြနဲ့အိမ်လေးတွေတန်းရလေးတွေအစီရီတွေ့နေရသည်။တလန်းလုံးရာသီဥတုကောင်းခဲ့ပေမဲ့အင်ခေါင်းပါရောက်ပြီးမကြပြီ။မိုးရွာတော့တာပဲ။ညသည်အင်ခေါင်းပါ၌ပကတိမောင်လျက်ရှိလေသည်။ တောင်ကျောတောင်ဆောင်ပေါ်အတန်းလိုက်တည်နေကြသည့်တန်ရာလေးများသည်အမောင်ထဲတွင်ညင်ဝတ်လျက်ဒီနေရာ၌လျှက်စင်မျိုးမရှိပေသူတို့သည်ဖျောင်းနိုင်မိသာသုံးကြရသည်ဆောင်းညဖြစ်၍ရေခဲမတက်အေးစိတ်နေသောပဝန်းကျင်၌ညာ၏အမောင်သည်ညင်ဝတ်နေသောအိမ်ကန်းလေးများရဲကလွမ်းတခြင်းနာတင်ခြင်းများကိုညှိုးဆိုနေသလိုပင် အင်ကောင်းပါအအေးဆုံးမဲနော် အမတွေ့ရမဟုတ်လားဟုတ်အတွဲကဆက်တာအင်ညူကိုတင်းတင်းစီရင်ဆိုသည် သူစကားကိုတော့ကျမခေါင်းငိတ်ထောက်ခံမိပါသည် ထရန်ကိုတွေးရဝင်လာတော့လေကအေးများလာ၏အနှွေရထူထူဝတ်ထားလဲပဲဒီလေးကိုမနိုင်နဲ့ဆောင်ကိုခြေရလုံအောင်ထွေးထားတော့နည်းနည်းနေသာသလိုရှိပါသည်ထမင်းစားသပြီးကလေးကအိုးခွက်ပင်မစေးနိုင်ကြတော့ပေရေထီရံမင်းခတ်နေပြီမိုးရကမနှက်မဆေးကြရအောင်နဲ့ကျမတို့မင်းကလေးသုံးယောက်စီအိမ်အပြင်ကမ်းတိုင်းထိုင်နေကြကအအေးတံကိုအန်တုနေကြရသည် မီးအလင်းရောင်လည်းမရဖျောင်းနိုင်ကသာမှိန်ပြပြလင်းလျက်အိယာအောင်ကလည်းညခွနာရီခွဲခန်းဆိုဒီမှာစောလွန်ပါသေးသည်ကျမတို့တဲရသောအိမ်ငန်းကတော့တောင်ကျောတစ်ခုဤထိတ်မှရှိနေပါသည်တောင်ကျောထိတ်ကိုမြေပြန့်အဖြစ်ညှိယူထားသည့်နေရာပပက်လဲရင်တော့အင်မတန်လှသော ရှုကင်းရှုွက်များကဝန်းရံလျက်ရှိသည်ဒီမြေငွင်းကိုညနေခင်းကတွေ့ရတော့နှိမ့်လို့စွာငေးမောမိပါသည်ညနေခင်းဒီရောက်စားက အရာရာငေးမွေ့၍ကြည်မောရသလိုစိတ်ကိုအတက်နိုင်ဆုံးဖြစ်လျော်လျက်ခရီးကိုစသည်ဖြစ်တော်လဲပူပန်တော့ကကခရီးတစ်လျှောက်အရင်လူလိုက်ပါလျက်ပင် စိတ်လွှရှားခြင်းကမရမနာခုံလုံးနေသောနှလုံးခုန်သံနှင့်အပြိုင်သို့သောလှပသောရှုခင်းကအပူသည်မင်းကလေးကိုအကြံအသင့်သောအားပေးငြိမ်းအေးစေပြန်သည်အခန်းတွင်မှထွက်လိုက်လျင်ပကြီကားတစ်ချက်သည် ရှေ့တွင်ဘွားကနေပေါ်လာသည် မလမကန်၌ ။တစ်ပင်တို့ကျိုးတို့ကျဲတဲ့မြသာပောက်ရောက်သောတောင်ဆောင်တစ်ခု။ထို့နောက်တွင် မိုင်းပြသောကြောင်တန်းပြ။တောင်တန်းနှင့်တောင်ဆောင်တို့ကြားတွင်တော့တိမ်တိုက်ဖြူဖြူကတရွေ့ရွေ့ဖြက်လျက်။တောင်ပလန်းလေးကကြွေဝိုင်လျက်။တောင်ပလန်းဤဒီဘက်စင်ကြီးလျှောတွင်တော့စိမ့်လန်းသော ရှားမုံဆိုင်ခင်းများ။ဒီတစ်ဖက်ကြိုင်ဝန်းတွင်တော့ညင်မာစိတ်မြသည့်တစ်ပင်ကြီးများကိုတွေ့နေရသည်။ကျောင်းဝန်းထဲကမြေပြန့်တွင်လဲအိမ်အချို့ခေါင်းမိုးပြပြ မျက်နှချင်းဆိုင်တောင်ကျောထိပ်တွင်လည်းတန်လျာများကို တွေ့ရပြန်သည်တန်လျာတို့ဤဒီတပတ်တောင်ဆောင်တွင်တော့တနိုင်ဆိုင်ခင်များအမိုးပြပြတန်လျာတို့ဤနောက်တွင်စိမ့်မြသောတောတောင်အစဉ်စဉ်တောတောင်ဤအချို့နေရာ၌အစိမ့်ရောင်ဖြစ်ပျော်ဆိုင်ခင်များကိုတွေ့ရပြန်ပါသည်အခန်းရှိမြေကွက်လမှကုန်းမြင့်မော်တပြေးပြေးတသွားလျင်တော့အနှိမ်အမြင့်မညီညာသောမြေသားပေါ်တွင်တည်ရှိနေသည့်တန်လျာများ မနေ့ကအင်ခေါင်းပါရောက်တော့ညနေဆောင်နေပြီ နေသည် အနောက်ဖက်တောင်တန်းများအကြားသို့တွုံးဝင်ပြောက်ကွယ်တော့မည်ညနေဆောင်မှာပင် လေကအေးအေးမြမြတိုက်သည်မှာဒီမြအေးမြသောအရသူတကြိမ်မြပင်ချိန်မချဘူးဟုဆိုခြင်းသည်အေးလာသည်ထင်မဆဲပတ်ဝန်းကျင်တစ်ခုက ရုတ်ချီးမှိုင်းညူသွားသည်မိုးကမထင်မပဲရွာပြန်သည် လေသည်မိုးငွေ့နှင့်ရုံတော့ကပို၍ပင်အေးမြလာ၏ခရီးပန်းလာတော့လေ ရေချိုးရန်မင်းဝေးစွာ မျက်နှာသိမ့်စင်မှာပင် ရေက အေးလွန်းနေပြန်ပါသည် မျက်နှာပေါ်ကရေဆက်လက်ကိုကြပြကြရထုတ်ပြရသည်အတွဲကသူ့မိတ်ဆွေများထံမှထမင်းရမည်မို့ဟင်းသာချက်ပြုတ်ရန်ပြင်နေသည်တင်းမိမွေရသည်ဟင်းကြိုတစ်ခွက်များချဲ့၍ပူပူနွေ့နွေ့စားနိုင်ရမည်ဟင်းရီပူပူသားမပါလင်းကျမတို့အယက်ဒီသားကလူများအဖို့ထမင်းဝိုင်း၌တစုံတရာလိုအပ်နေသလိုတင်တတ်သည်လေရာစီကအေးလိုက်၍ ဟင်းရီခတ်ပူပူကိုမှုန့်ပင်မမှုန့်တော့ပဲတရှူးရှူးတောက်ရတာဘလောက်အရသာရှိပါလဲဟင်းရင်ဘူးနဲ့လိုက်ဖက်အောင်မွန်းရကစက်သားချက်ကိုမိဖို့ရတော့မည်ဆိုသည်ငွေရှိလင်မင်းဈေးဝယ်ရန်ခက်ခဲသောတောင်ပေါ်စကန်းလေး၌ဖြစ်တယ်လို့စားရသည်ဟုခေါင်းစဉ်တက်ရသောညစာသည် အမှန်တော့အရသာရှိရှိ စားတော့ရသည်ညစာလည်းမြည်ပေသည်ဒုက္ခသည်စကန်းတွင် ပထမဆုံးစားဘူးသောညစာညစာစားတတ်ပြီးချိန်၌အမောင်သည်ပြင်ပကဘာကိုစိုးပိုင်ခဲ့လေသည် ကျမသည်အခန်းမြင့်သို့ပြန်ငေးရန်ထွက်လိုက်ပါသည်။မိုးကြိတ်ခဲ့ပြီ။လေကသာ အေးအေးမမမင်းမူလျက်ချင်ရသည်။တောင်ကျောပေါ်၌မြေပြင်အနစ်အမြင့်အလိုက်တည်ထားရ၍အဝေးကကြည်လင်အိမ်တန်းလေးများအဆင်းစင်မြင်နေရသလိုရှိသည်။အင်ခေါင်းပါစကန်းသည် အမောင်းလဲနိုင်ငင်ဝလျက်။ပါကထောင်မှာတော့လျှက်စင်မီကိုမြင်ရပါသေးသည်။လျှက်စင်မီရှိပေပင်ပြင်ပလောကနှင့်အဆက်မပြတ်သလိုဖြစ်ကနည်းနည်းတော့ဖြေသာနိုင်စရာရှိပါသေးသည်။ အင်ကောင်းပါကတော့တမျိုးတပါတာမိရငုံမမြင်ရ၍ပဲလားမသိဒုက္ခတဲ့စကန်းတို့ဤဝမ်းနေဝဲသော အရှိတမျိုးကဒီအရင်၌ပို၍ကိုထင်ပြနေသလိုမိသားစုပေါင်းများစွာ ခိုကိုနေမိတန်းရတို့ဤတိတ်ဆိတ်ငြိမ်သက်နေသောအမောင်မြင်ကွင်းသည်ဓမ္မကိုစွန့်အားစေသည်မင်းတိုက်ငီမောစေသည်ထိုအမောင်စုံမအပ်တော့အခန်းလေးများတဲ့၌အဆိုင်ရှိမနေဘူးဟုမပြောနိုင်ဖျောင်းနိုင်အလင်းပြပြအောင်နိုင်မှောင်သောအပြင်ကပါကိုစိတ်ကူးဖြင့် တွေးတော့တယ်နီလားအမလုတ်သူဤအေးတီအေးဆက်နေတဲ့ချင်းစိတ်အခက်မသိလျင်အနိုင်ကျင့်တဲ့ချင်းမှအပါနေပြောခဲ့သောငယ်ဘဝအိမ်ကိုလွမ်းဆွနေမီလားအတွင်းနှင့်ငင်းနေသည်မှာဘလောက်ကြာခဲ့သည်လဲအကျွဲသတိပေးမှပင်အေးလွန်းနေတာသတိဝင်လာသည် အိမ်ကနေသို့ရောက်လာသည်သူတို့နှင့်အတူအချမ်းနံကိုကာကွယ်လျက်ခွေနေပြကြသည်မနေ့ကျရင် ကျမတို့ကမိခင်တွင်နေစကားဝိုင်းရှိတဲ့အမနေခင်းကြရင်ကလေးတွေကိုမုတ်လဲဝေမယ် ပကြီလဲတင်ပေးမယ်။အဲ့ဒါရီလုံမယ်။စကန်းချောင်ဝင်ငန်းစီကတော့အမအတွက်ကျမစုံစမ်းပေးထားမယ်။နေကင်းမိုင်းခဏအာရင်ရှာကြတာပေါ့နော်။မိအောင်ပြပြအောင်နိုင်မြစ်တာအယံဖြင့်လက်ပနေသောအတွဲမျက်နှာလေးကိုကျမတခဏမျှငေးနေမိပါသည်။စိတ်မနှောလှပသူလေ။သူကိစ္စလိုပဲကျမအကြွပူပန်ပေးနေသည်။အဖြစ်ကူရရာမသိရတသေးသောအခြေအနေတွင်ဒီလိုမိတ်ဆွေတရားအနည်းရှိရသေးကတနည်းတော့ဖြေသာပါသည်။အားမလုပ်ပါအတွဲရပါတယ်။ အိမ်ခေါင်းပါတော့အခန်းတစ်ခုနဲ့တစ်ခုသွားရင်တောင်စင်းတောင်တတော်လောက်ရရဲ့အမကြီးနည်းနည်းတော့ပင်မမယ်နော် ဖြစ်ပါတယ်လေတောသူပဲဟာဆိုတော့အထွဲကရှည်နေပါသည်အိမ်ခေါင်းပါမှာတော့မိုးမောက်မြို့နယ်ကများတဲ့အမကြီးစကန်းကမနစ်ကမေလာလောက်ကမှဖွင့်တာပေါ့အခုတော့တစ်နှစ်ကျော်လောက်ပေါ့နော်သူတို့တွေကတော့ပြေးလာတာနှစ်နှစ်နီးပါးပါပဲအရင်ဒီမရောက်ခင်တခြားနေရာမှာနေကြသေးတာပေါ့နောက်မှ KIO ကဒီမှာဆောက်ပေးလိုက်တာလူရောများလာရင် ပါကထောင်လောက်များသလားဘယ်များမလဲမှာပါကထောင်ကလူအနည်းဆုံးပဲအင်ခေါင်းပါတော့ထောင်းချတာကြော်တာပေါ့အဲ့ဒီတည်းမှာကျောင်းသားကြီး600ကျော်ရှိတယ်သူတို့အတွက်ကျောင်းကတော့ဟိုးတောင်ထိပ်ပေါ်မှာတောင်ထိပ်ပေါ်တိဆောက်ထားသည်ဆိုသောကျောင်းကိုတော့မနှက်ပြန်သွားကြည့်ကျင်သာသို့တော့သူတို့တို့တွေအားမပါအင်ခေါင်းပါကြတော့စားတောက်တို့ပါတော့ရှားတာပဲနော်ဈေးနေတော့ရှိတယ်မအင်ခေါင်းပါရွာစိတ်ပေါ့ဒီမှာလည်းတရုတ်ငွေပဲသုံးနေ ဟင်းသီးဟင်းမဲ့ကုံချောက်တွေဈေးနဲ့မှာတော့ဝင်နိုင်တာပေါ့တခြားစကံများလိုပင်အင်ခေါင်းပါသည်ဆန်ဈေးနဲ့အာလူငချောက်လိုကုံချောက်များကိုလူမှုကူညီသည့်အဖွဲ့အစည်းကတလားစာဝင်ကားသည်ဈေးဘိုးလဲအခြားအဖွဲ့အစည်းတခုကဝင်ကားသည်ကုံချောက်ကရှိနေပြီမို့အသီးရွက်ကိုဝယ်ယူစားသုံးကြရပါမည်ကုံချောက်များတွင်တနိုင်စိုက်ပျိုးထားသောစိုက်ခင်းကွက်လေးများကိုမြင်ရလာပါသည်တအိမ်တောင်ချင်းတနိုင်စိုက်ပျိုးကြသည်ပင် ထုံးစံအတိုင်းစိုက်လွယ်ဖြစ်လေသောချမောင်မုံညင်ပဲသည်ဖယုံသည်ဘူးသည်တို့ပါပေသည် ပါကထောင်တို့ကလည်းမြေဘူးရှိသည်မမရရအောင်စိုက်ပျိုးခဲ့ပုံကိုမြင်ခဲ့ရသည်မြေကိုအံ့ဩဝင်ချစ်သူတွေကျမနှင့်အတွဲစကားကောင်းနေကြိုက်မွန်းရကတော့စအုပ်တအုံနေငိမ့်နေမိုးပေါကြတန်းသည်သူ့မိုးပေါ်သို့စီးချက်ညီညီပင်ကြားနေရသည်ဖျောင်းနိုင်တတိုင်းကုန်၍တတိုင်းလဲပေးရသည်ဖျောင်းတိုင်းမိတော့လေးသည် လေတိုး၍ငိမ့်လူလူငိမ့်တော့မလို့ဖြစ်ခါနီးမှတဖန်လင်းလက်လာပြန်သည်ကျမဤမျောလင်းချက်လုံးအတန်ကြာတော့အိတ်ချဆိုဟုအတွေ့အဆုံပြုသည်နှင့်အိယာတွင်သို့ရောက်ကြသည်မိငိမ့်သည်ပုံမှန်တော့နှစ်ယောက်လောက်ပဲတတောင်တတာအိယာသည်နေရာ၌သုံးယောက်သားကြက်ကြက်တဲပင်အိယာဤသို့သောဒါကပဲပုံနွေးစေသည်ဆောင်းထူထူများလဲခွေခေါက်နေအောင်ကိုယ်လေသည် လေက အင်ကန်း၏အပေါက်ပေါင်းစုံမှတွေ့ဝင်လာ၏ အမိုးနှင့်နေရန်လွတ်နေသောနေရာကြဲကြဲကတော့လွတ်လွတ်လပ်လပ်ပင်တွေ့ရလာသည်မိုးကတော့ရက်ပြီးလေကတော့ရေခဲကိုသဲလာသည့်ပမာပင်အေးမြနေ၏ကျမသည်အတွဲ၏အိမ်ခန်းလေးကိုတတိယလာပါသည်နွေနွေတွတ်တွေလုံလုံချုံချုံအိခါနီရင်းနှွေးတစ်ခွမျှတောင်းနိုင်သည်ပြတယ်မောက်ပိတ်လိုက်လျင် လေဝင်ပေါက်ကလုံချုံမြီမို့စောင်းထူထူတရေချုံနှင့်မင်းနှွေးလျက်ခုတော့ချမ်းလိုက်တာညပန်အိမ်မပြောပါမလား ဒီအတွင်းဝင်လာတော့လေစကန်းနိုင်နေကြသူပေါင်း1600ကျော်ကိုအားနာမဆုံးဖြစ်ရပါသည်သူတို့တွေကတော့ဒီဆောင်တစ်ခုတည်းနေကြရတာမဟုတ်ဒီတနေရာထဲမှာပင် ဆောင်းနှစ်ကြိမ်မြောက်ခဲ့ပြီအိမ်ကပြေးလာရတော့ဆောင်းရသည်ပါထက်ထွက်လင်းတော့တတိယမြောက်ဆောင်းရသည်ပြီးတော့အဆိုင်အဆိုင်တော့လေတတိယမြောက်ဆောင်းရသည်ဖြစ်ပေမည်ဒီတစ်ကြိမ်အိမ်ပြန်ရမလို့နောက်တစ်နှစ်ပဲအိမ်ပြန်ရမလို့မျှော်လင့်နေရှာမလားအိမ်မြောက်သောဆောင်းကိုရင်ဆိုင်ရစဉ် ငယ်ဘွားကအိမ်သူမဟုတ်သူရကလေးကအိမ်ကိုဘယ်လောက်များလွမ်းစွန်နေချမလဲအမောင်ထဲမှာပင် မျက်လုံးကိုဖြတ်ကနေဖွင့်သည်အမြင်လိုက်ဘာမှကွက်ကွက်ပြပြမရှိသို့သော ကြည့်လျာအဆိုင်မျက်နှာရည်ရှိသည်ဟုပင်ကျမထင်နေပါသည်အဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင် အပိုင်း73ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်